အဲ့ဒါနဲ့ကန်းဆောင်တက်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမြင်ပါလို့တာလားဟာကျွန်တော်ချစ်တဲ့ရှင်မာဒီဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေကြီးဒီဖုံးနေလို့မမြင်ရလို့ပင်လေကြီးဒီကုံသွားအောင်ကျုပ်ဒီလိုလုပ်နေတယ်မင်းမဖြစ်နိုင်ဘူးတော့တဏှာလုံးလို့တဏှာလုံးလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်တက်ကမင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီ ဒါကြောင့်ဒီချစ်ချင်းနေရော့တော့သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းသောတာကမြင်တာကိုဗျမြင်တော့ရှင့်ကလေးမင်းကသာမင်းရဲ့ရှင့်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင့်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုစောင့်တဲ့နမင်းကြီးရဲ့နမိဘရားဖြစ်နေတယ်ဗျာလို့ပြောတယ်တကယ်လည်းဖြစ်နေတဲ့အဲ့ဒါနဲ့ကန်းသောတာကဒီရှင်လေးရဲ့ချစ်ချင်းတရားတွေရော့ပြီးတော့တတ်တာပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကူနဲ့ ပင်လေဆောင်နဲ့မင်းကြီးနဲ့ရှင်မလေးကသေလို့ဖြစ်နေတဲ့ပင်လေဆောင်နဲ့မင်းကြီးရဲ့မိဖုရားကိုတကိုးနဲ့ပြပြတော့ရှင်လေးကမော့ကြည့်။အော်ကြည့်စမ်း။သူမကိုအမှတ်မရတော့။ငါကတော့သူ့ကိုတွေးဖို့အတွက်ရည်ရည်ခန်းအောင်ကြိုးစားနေရ။ပိတဲ့ရဲ့ချစ်ချင်းကနေမုံချင်းကိုတောက်လျှောက်ရောက်သွားတာ။ဒါကြောင့်ဦးစင်းကတခါတခါစဉ်းစားကြည့်တယ်။ချစ်ချင်းနဲ့မုံချင်းဟာလေဟိုဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှည့်လိုက်တာနဲ့တခါတလေအင်မတန်မြန်တယ်။ မေတ္တာနဲ့ချစ်တာကိုဆိုလိုတာမဟုတ်ဘူးနော်တရားကြီးဓမ္မကြီးမြတ်နော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းချင်းမုံတော့တာပဲချစ်တယ်ဆိုတာကလည်းခက်တော့ခက်ကြီးဗျတည်တည်ချာချာစဉ်းစားကြည့်မှအဲ့ဒီလူကိုချစ်တယ်ဆိုအဲ့ဒီလူကိုချစ်တာမဟုတ်ကိုယ့်ကိုယ်ကိုချစ်တာကိုယ်ကျင်နှံ့မှုရဖို့အတွက်အဲ့ဒီလူကိုမျက်စိအောက်ကအပြောင်းမခံနိုင်တာဒါပဲ ဒါကိုအိမ်ကြရင်တော့လည်းအကြည်လေစဉ်းစားကြည့်အောင်ပေါ့လေဒါကဥစဉ်ကအတူချုပ်ပဲပြောရတာတရားအဓိပ္ပာယ်တွေပြောရအောင်မှာထားတော့ချက်ချင်းအကြောင်းတိကချက်နေတရားကပြီးမှမဟုတ်ဟုတ်လားအဲ့တော့အဲ့ဒီချက်ချင်းကိုဟိုဘက်လှည့်လိုက်တော့မုံချင်းဖြစ်သွားတယ်အဲ့ဒီမှာငါကသာသူ့ကိုလွန်နေရတာသူကကြည့်ပါအောင်ဆိုတော့အလိမ့်လိုက်အလိမ့်လိုက်တက်လာတဲ့ဒေါသကအဲ့ဒါနဲ့မသူကညံလဲကောင်းတယ်သိလားတောင်းလျှောက်အဖြေကထွက်တယ်ဒေါသအားလျော်ဆိုတာဘာလို့တုံဆိုတော့တွမ်းမော်တက်တဲတွေကိုလက်ကလေးနဲ့ကုတ်ရှင့်ရဲ့လက်ကလေးသေးသေးလေးနော် လက်ကလေးနဲ့ကုတ်ပြီးတော့သမုဒ္ဒရာရေထဲကိုပြစ်ချင်ခဏနေကမ်းပေါ်တက်သဲလေးကိုကုတ်ပြီးတော့ရေထဲပြစ်ချင်အဲ့ဒါနဲ့ကမ်းဆောင်တတ်ကဟာနေအောင်မင်းဘာဖြစ်ပြန်တာတော့သောသောကရေကိုအမိနဲ့ခတ်ပြီးတော့ဆဲတယ်နော်အခုသဲကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ထဲထည့်တယ်နော်မင်းဘာဖြစ်ပြန်ပြီတော့သူတို့ကိုမမြင်နိုင်ဘူးတဲ့မမြင်ချင်ဘူးတဲ့မမြင်ရင်သူတို့ရဲ့တီးရဒီရီတွေပျောက်သွားမှဖြစ်မယ်ဒါကြောင့်ဒီရီတွေပျောက်သွားအောင်သဲတွေနဲ့ဖုံးပြမယ်တဲ့ မုံချင်းမှာလည်းအစွမ်းတတ္တိရှိတယ်နော်ဟုတ်လားဒကာကြီးမိုက်မြချစ်ချင်းမှာလည်းအစွမ်းတတ္တိရှိနှစ်ခုသောအစွမ်းတတ္တိတတ္တဝါကိုပင်မအောင် လုံနေတာရှိပဲဒါလေးကိုမြင်စေခြင်းတာမုံလည်းမတ္တချစ်လည်းမတ္တချစ်ချင်းမုံချင်းကလွတ်တဲ့လူသားရင်တတ္တလေမေတ္တာနဲ့မဆိုင်ဘူးနော်မေတ္တာကဒါနဲ့ဘာမှမဆိုင်ဘူးရှင်နဲ့ရေလို့ကွာတယ်တခြားသည်မေတ္တာဆိုတာသူ့အတွက်ချစ်ချင်းဆိုတာကိုယ့်အတွက်ဟင်ဒကာကြီးမအဲ့လောက်ကိုကွာတယ် ေတ္တာဆိုတာသူတို့ကောင်းရင်ပြီးတာပဲချက်ချင်းကအဲ့လိုမဟုတ်ဘူးကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းထင်ဟိုတတ္တဝါတွေအချင်းချင်းချစ်လာပါတယ်ဆိုတော့မိခင်ဖခင်တွေတောင်းလေသူတို့စိတ်နဲ့မတည့်တော့အမွေပြတ်ထဲဘူးလားတရင်သားတဲ့ကိုထဲပါဗျာဘာဖြစ်သွားတာတော့မုန်းသွားတာမုန်းတာမှဘလောက်ထိမုန်းတော့မင်းမြန်စုံစမ်းခြင်းသီးခံပါဟုတ်လားမပြောတော့မပြောချင်တော့ဘူးပေါ့လေငကိုတုန်းကချစ်လိုက်တာချစ်လိုက်တာဟုတ်လားအမွေပြတ်ကျင်ညာုံနဲ့အားမရလို့ဗါတဲ့တော့မင်းမြန်စုံစမ်းခြင်းသီးခံပါတဲ့ တော့ချစ်ချင်းတွေကစိတ်ချရသလားမချရဘူးဗျမေတ္တာကမှစိတ်ချဟုတ်လားအေးအဲ့ဒီတော့ချစ်ချင်းဆိုတာတတ္တဝါတွေကိုအင်မတန်ပူလောင်စီလို့ဟိုဒီနေ့ကဥစဉ်ရဲ့ညီတစ်ပါးဥဒေဝင်ကဥစဉ်ကိုပြောပြတယ်မကွေးမြို့မှာတဲ့သူ့တက္ကမကြီးတယောက်ထမိုးတဲနေရင်တဲ့ကလေးတယောက်ကိုကားတိုက်တယ်ဆိုလမ်းကကြားကလေးတယောက်ကားတိုက်တယ်ထမင်းအချက်မပြတ်ဘူးဩကလေးတယောက်ဆော့တဲ့ကလေးနေမှာဘောဩဟုတ်လားဒီလောက်ပဲ ခဏနေတော့တရင်ကရောက်လာတယ်ခမသားလေးအဲ့ဒါခမသားလေးလို့ပြောတော့ဟာတခါတဲ့ခေါင်းကြီးကို တင်းတောင်းလောက်ရှိလာတယ်တဲ့ဟင်တကယ်ဒီမိုင်မယားစောစောတုန်းကလည်းဒီကလေးပဲနော်အဲ့ဒီကလေးကားတိုက်တယ်ဆိုတော့ဘာဖြစ်တုံးဘာမှမဖြစ်ဘူးထမင်းချက်မပြတ်ဘူးစကားပြောမပြတ်ဘူးခမသားလေးလို့ပြောလိုက်တာနဲ့ခေါင်းကြီးကတင်းတောင်းလောက်ဖြစ်သွားတယ်ဘယ်သူကနှိပ်စက်တာလဲအဲ့ဒီချစ်ချင်းပါပဲ။